အခုကကျွန်တော် friend နဲ့ account တွေကို trade ချင်တဲ့သူတွေအတွက်ကျွန်တော်ဒီ knowledge နေတဲ့ video တစ်ခုတွင်ပြီးတော့မှဖြစ်ပါတယ် interview တစ်ခုလုပ်ပေးတော့မှဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ဒါညီတယောက်လေးဖြစ်တယ်ကျွန်တော်ရဲ့ဒါ partner လို့လည်းပြောလို့ရတယ်အာဒီ immortal trading channel ရဲ့ admin ဖြစ်တဲ့ကိုအာကာနဲ့အတူတူကျွန်တော်နာမည်ကအတူတယ်ပေါ့လေကိုအာကာနဲ့အတူတူ interview တော့မှဖြစ်ပါတယ်သူကတော့ကျွန်တော်လက်ရှိမှာဆိုရင် fan account တွေလည်းကျွန်တော်ဖြည့်ထားတယ်ပြီး payout တွေလည်းထုတ်ဖူးတယ်ပေါ့နော်တကယ်ကိုဒီ fan trader တယောက်ကိုကျွန်တော်က interview ပြီးတော့ ျွန်တော်ရဲ့ TikTok channel မှာဒီမေးထားတဲ့ဒီခုမှ final ကို trade ချင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ interview ပြည်ချင်တာတွေမေးပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် video call လေးတစ်ချက်ခေါ်လိုက်အောင်ဟယ်လိုဟာဟယ်လိုကိုကြီးနေကောင်းလားโอเคမြေကောင်းလေညီလေး ဆိုတော့ကို TikTok မှာပေါ့လေ TikTok မှာကိုဗီဒီယိုတစ်ခုမှာဒီ final final trading နဲ့ပတ်သက်ပြီးတော့ဒီချို့လူငယ်တွေမေးထားတာရှိတယ်ဆိုတော့ဒီဟာကိုကဗီဒီယိုလုပ်ပြီးတော့အညီကိုဖြည့်ခိုင်းပေးမှာပေါ့လေညီရလည်းဗာပြော fan account တွေလည်းဒီအမျိုးထွေဖူးတယ်ထွေဖူးတယ်ပြီးတော့ payout တွေလည်းထုတ်ဖူးတယ်ဒုတိယအနေနဲ့ဗာ interview ပေးသမှာပေါ့လေဆိုတော့အဲလက်ရှိမှာညီအနေနဲ့ကိုကိုတစ်ချက်မိတ်ဆက်ပေးပါအောင်ဟုတ်ဟုတ်ပြီဗျာ Okay အားလုံးမင်္ဂလာပါကျွန်တော်ကဒီ emerald trading က admin အားကဖြစ်ပါတယ်ပေါ့နော် Okay ဒါနဲ့ကိုကြီးကအခုရပိုင်းဘာကြီးလုံးဖြစ်တယ်ကိုကြီးဟာ Facebook တော့မလုပ်ဖြစ်ဘူးအဓိကတော့အလုပ်ကြီးဆိုင်နဲ့များလို့ပေါ့လေဆိုတော့အာဒီကိုကြီးရဲ့ TikTok မှာလေဒီ fan account တွေနဲ့ပတ်သက်ပြီးသိကျင်တဲ့လူတွေရှိလာဖြစ်လို့တော့ကိုက new ra just နေနေပေါ့လေခေါ်ပြီးတော့ message ခိုင်းတာဖြစ်ပါတယ်ဆိုတော့အာ main channel တွေရှိတယ်ပေါ့လေဟုတ်ကဲ့ပါအော်လက်ရှိမှာဒီ fan တွေနဲ့ပတ်သက်ပြီးတော့ fan trader ဖြစ်ချင်တဲ့လူငယ်တွေရှိတယ်အမျိုးမျိုးရှိကြတယ်ပေါ့လေအဲဆိုတော့ဒီ fan ထားပါတော့ကျွန်တော်တို့ဒီ fan final trading ပေါ့လေ final trader ဆိုတာဘယ်လိုမျိုးလဲပေါ့လေဘယ်လိုမျိုးလဲဆိုတာအကြမ်းမြင်းလေးပေါ့လေအဲလုံးဝအခုဆိုရင်ဗျာအခုသိကျင်တဲ့လူတွေကဟိုတချို့ကနည်းနည်းပါးသိရတချို့ကတော့ဒီ final account ကိုဘယ်ဟဝယ်ရမှန်းတော့မသိရတဲ့လူတွေအများကြီးရှိတယ်ပေါ့လေအဲ့တော့အဲ့လိုလူတွေအတွက်ကိုအရင်ဆုံး final trader တွေဒီ fan ဟိုမှာ fan account တွေနည်းနည်းမိတ်ဆက်ပေးပါအောင်ဘယ်လိုမျိုးရှိလဲပေါ့လေဘယ်လိုမျိုးလေးလဲပေါ့ဘယ်လိုမျိုးလေးရှိလဲဆိုတော့ လိုပြောရမလို့ကျွန်တော်တို့ fan ဖြည့်ဖို့ဆိုလို့ရှိရင်အဓိကကတော့ fan နဲ့ပတ်သက်ပြီးတော့ rule တွေတီးဖို့လိုတယ်ပြပြဆိုလို့ရှိရင်အဲဒီ web လို့ရမယ့် website တွေတီးဖို့လိုတယ်ပြီးတော့ကိုကဒေနိုင်ငံအနေဖြည့်မှာလဲပေါ့နော်လက်ရှိမြန်မာနိုင်ငံအနေဖြည့်မှာမြန်မာနိုင်ငံအနေဖြည့်မယ်ဆိုလို့ရှိရင်အဲကိုဖြည့်မဲ့နိုင်ငံမှာနိုင်ငံနဲ့ပေါ့နော်ရှားမဲ့ fan တွေရှိတယ်အစားအသောက်အဲ့လိုမျိုးအဲရွေးချယ်ဖို့ရလဲလိုတယ်ပေါ့နော်ကျွန်တော်တို့တွေးတဲ့ fan ကိုဥမာဥမာကျွန်တော်တို့ line မှာဆိုနာမည်ရှိတဲ့ fan တဲ့ fan တင်ပေတူ ပြီးပြီဆိုလို့ရှိရင် fan defender trader တို့ optimal mode တို့ fender nate တို့များအရေးရှိရအဲ့ဒီမှာကိုကမတီးဘဲနဲ့ဘောတော့ဥမာကိုကမြန်မာနိုင်ငံမှာနေပြီးတော့တခြားမြန်မာနိုင်ငံမရတဲ့ fan တွေကိုသွားဖြည့်မိတဲ့အခါမျိုးတွေနေကြုံရရင်တော့ဒါအဲဒါအခက်အခဲတွေဖြစ်တတ်တယ်ဘောတော့ဆိုတော့ကိုကမြန်မာနိုင်ငံမှာနေရဆိုရင်တော့မြန်မာနိုင်ငံကနေပြီးလုံးလို့ရမယ့် fan တွေကိုတခြားစုံစမ်းပြီးမှပဲထိတာပိုကောင်းတယ်ဘောနော် fanner trader လုပ်ဖို့ဆိုရင်တော့အော်အရှိမဒီအထပ်ပါဘာလားဒီအာဂါနီနဲ့လေဒါတော်တော်များများလေးတွေထွေးခဲ့ဘူးလေပေါ့လေ ထွေးခဲ့ဘူးတော့ဒီဘလောက်ဘယ်ဒီဘယ် profile မှာမို့လေထွေးခဲ့ဘူးတာရှိတယ်ပေါ့လေအအများကြီးရှိတယ်သို့တော့အကောင့်အင်းတွေကဘယ်ဟိုဘာဒီမှာ fan တွေမှာထွေးခဲ့ဘူးလေပေါ့လေအဲ့ဒါတစ်ချက်ပြောပြပေးပါဦးပြီးတော့ဘယ်လိုမျိုးခွဲခြားချက်ပိုခွဲခြားမှုရှိတယ်လဲဘယ်လိုမျိုးခွဲခြားချက်ရှိတယ်ဆိုတာလေးရောဟုတ်ကဲ့ပြောင်းလို့ဟုတ်ကဲ့ဟုတ်ကဲ့ကွာကျွန်တော်ကဖြေဘူးတဲ့ fan ကတော့တုံးလောက်တော့ဖြေဘူးတယ်ကျွန်တော်ဖြေဘူးတာဆိုလို့ရှိရင်ကျွန်တော်ပထမအဦးဆုံးစဖြေဘူးတာကအဲ၄ခုလောက်တော့ရှိရယ်၄ခု၃ခု၄ခုရှိရယ်ကျွန်တော် EA မှာလည်းဖြေဘူးတယ် PP market မှာလည်းဖြည့်ဘူးတယ် PP ဆိုလို့ရှိရင် definite trader မှာဖြည့်တယ် PP ဆို funding pit မှာဖြည့်တယ်အခုနောက်ဆုံးတော့ကျွန်တော် funding နဲ့မှာဖြည့်နေတော့ပေါ့နော်အဲ EA မှာဖြည့်တော့လည်းဟိုကျွန်တော်တို့ EA မှာဆက်လာခြင်းပေါ့နော်မြန်မာနိုင်ငံညီမြန်မာနိုင်ငံကနေပြီးတော့ trade လုပ်ရတယ်ဆိုပြီးကျွန်တော်ဖြည့်လိုက်တယ်အဲမကြောက်ဘူးပေါ့နော်မြန်မာနိုင်ငံကို ban သွားတာ ban သွားတဲ့ခါကျတော့ EA မှာကျွန်တော်တို့ဖြည့်လို့မရတော့ဘူးဆိုတော့ကျွန်တော် funding တစ်ခုရှာတယ်ရှာခဲ့ကြတော့ funding trader ကိုတွေ့တယ် the funder trader တွေ့တော့ the funder trader လည်းအလားတူပဲပေါ့နော်။ तू ကကြတော့မြန်မာနိုင်ငံကိုဆက်လာခြင်းမှာ ban ခင်မှာ तू က ဒီ metadata file application တွေကိုဘန်းတော့တာဘန်းတော့ကကြော metadata file မှာဆက်လိုက်ပြိတ်လို့မရကြတော့ဖြစ်သွားအောင်ဘောနော်အဲ့ဒါနဲ့ကျွန်တော်နောက်ဆုံး funding page ရောက်သွားပြီတော့ funding page မှာဖြေတော့လေအဲ့လိုပဲဘောနော် face one face two အောင်ပြီးတော့မြန်မာနိုင်ငံဘန်းနေဆိုပြီးတော့ပြရပြီးတော့ပြရတယ်ဟုတ်လားအဲ့တော့ပြရတော့မရပြန်အောင်အဲ့ဒါနဲ့နောက်ကြတော့ဘလို့ဖြစ်သွားလဲဆိုတော့ funding နဲ့ရောက် funding နဲ့ကတော့တော်တော်ဆင်ပြေပြောရမှာကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့ဖြေရှင်တဲ့သူတွေအနေနဲ့ဆိုရင်တော့ funding နဲ့ကတော်တော်လေးဟိုမှာဆင်ပြေတဲ့ဒီ fan နဲ့မှာပါတယ်ဘောနော်ဆိုတော့ funding နဲ့က မြန်မာနိုင်ငံကိုလည်း approve ပေးထားတာဖြစ်တဲ့အကြောင်းမဟုတ်ဘူးဒါပေမဲ့ကိုယ်မှာတော့ binance ရှိဖို့လိုတယ် binance ရှိမှဒီဝေသွင်းငွေလို့ binance ကိုမှတော့စေပြေမှာပေါ့နော်အဲ့လိုမျိုးအော်ဒီမှာကျွန်တော်ဖြည့်ချက်ပြီးပြောချင်တာကဒီလုံအောင်ပေါ်လီ trading နဲ့ပတ်သက်ပြီး fan account နဲ့မတည်သေးတဲ့လူငယ်တွေကိုဂျာပြီးပြောချင်တာကကျွန်တော် fan account နဲ့ဝယ်မယ်ဆိုတော့တေချာဘောကတော့ Binance နဲ့ဝယ်လို့ရတယ်။အာ Binance account ကလည်းကိုယ့်ဘာသာကိုဒီ crypto နဲ့ပေးချေလို့ရတယ်။ဆိုပေမဲ့ဝယ်တဲ့ခါမှာလည်းဒီမြန်မာနိုင်ငံကို support ပေးတဲ့မြန်မာနိုင်ငံကို support ပေးတဲ့အာ fan တွေဖြစ်မှာတော့ရမယ်ပေါ့လေမဟုတ်ဘူးဆိုရင်ခုနကပြောလို့ကိုက ထောင်ကလည်းပြောက်ထိုးတဲ့ခါမှာမလွယ်တဲ့ဟာမျိုးတွေကိုချိချိကြမှာပေါ့လေနော်။ဆိုတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။ပြီးတော့နောက်ခုသိချင်တာကဘာလဲဆိုတော့ဒီ fan ရဲ့ account တွေကထွက်တာတော့ဟုတ်ပါပြီ။အဲ့တော့လူတယောက်တယောက်မတူကြဘူး။အဲ့တော့ဒီ fan ရဲ့ account တွေရဲ့ဈေးနှုန်းလေးတွေကဒီတစ်ခုနဲ့တစ်ခုဘယ်လိုမျိုးကွာချက်ချက်ရှိလဲ။ဘယ်လိုမျိုးအားသာချက်အားသာချက်တွေရှိလဲဆိုတာလည်းဆက်ပြောပြပါမယ်။ဟုတ်ပါဘူး။ဟိုဘယ်လိုမျိုးအားသာချက်အားသာချက်တွေရှိလဲဆိုတော့ကျွန်တော်ကအခု fan နဲ့နေမှာဖြေတာကဒီသူက account က2မျိုးရှိတယ်။သူက type က2မျိုးရှိတယ်။ကျွန်တော်တို့ stellar ရှိတယ် stellar light ရှိတယ်နောက်တစ်ခါအခုအစ်စ်ထွက်လာတာဆိုလို့ရှိရင် stellar instant instant ဆိုပြီးတော့အစ်စ်ထွက်လာတာရှိတယ်ဒါကတော့ထားလိုက်ပါဘောနော် stellar instant ဆိုတော့ကျွန်တော်ပြောတော့ကျွန်တော်အခုဖြည့်နေတဲ့ဥစ္စာဆိုလို့ရှိရင်ကျွန်တော် stellar မှာဖြည့်တယ် stellar light မှာဖြည့်တယ်သူကအမှအရင်ဆုံး stellar ကိုပြောပြပေးမယ် stellar ရဲ့စီးရဲ့ stellar ရဲ့အလုံးလုံးပုံရုံကိုပြောပြပေးမယ်နော် stellar account လေး stellar account ကကျတော့ကျွန်တော်တို့ stellar light ထဲပုံမှာဈေးကြီးတယ်ဒါပေမဲ့ဈေးကြီးတဲ့အလျောက်ကိုသူအားသာချက်တရှိတယ်ဘယ်လိုမှလဲဆိုကျွန်တော်တို့ stellar account မှာ သူကဘယ်ကနေစလဲဆိုဒေါ်လာ6000ကနေစတယ်ဒေါ်လာ6000ဒေါ်လာ1000ဒေါ်လာ2000ပဲဒေါ်လာ5000ဆိုပြီးတော့အကောင့် site ရှိရတယ်နော်အဲ့မှာဒေါ်လာ6000ဆိုလို့ရှိရင်ကျွန်တော်တို့59ဒေါ်လာရှိရအကောင့်59ဒေါ်လာရှိအဲ့59ဒေါ်လာပေးရဘောနော်လာ6000ဆိုလို့ရှိရင်အဲ့မှာဆိုရင်ကျွန်တော်တို့သူကအားတက်ချက်တွေပါရှိလဲဆိုရင်သူကဟိုပါဘောနော်ဒီ daily drawdown ဆိုလို့ရှိရင်1%ပို့သွားတယ်အဲပြီး weekly weekly drawdown ဆိုရင်2%ပို့သွားအလုံးမ3%ဒီကိုသူကပို့ရတဲ့မှာပါတယ်ဆိုတော့ အဲဒီ risk ယူလို့ရမယ်ပမာဏတွေလည်းများသွားမယ်ပြီးပြီဆိုဝယ်လို့ရတဲ့ဈေးကလည်း59ဒေါ်လာဆိုတော့နည်းနည်းတော့နည်းနည်းလေးပဲဈေးရှိတာပါကျွန်တော်တို့ Stellar နဲ့ Stellar မှာဆိုနည်းနည်းလေးပဲကွာတယ်ပေါ့နော်ဆိုတော့အဲ့မှာ Stellar မှာဘယ်အားတန်ချက်ရှိလဲဆိုရင်ကိုကဖန်ကိုထွက်လိုက်လို့နော်ကိုကထွက်လိုက်လို့ face 1 face 2လဲအောင်သွားတယ်အဲ profit ဒေါ်လာ100ရရတယ်ဆိုပါစို့ပေါ့နော်အဲ့ဒေါ်လာ100ကိုကျွန်တော်တို့ကပေးအောင်ထုံးမဲ့ရက်ကိုစောင့်ပြီးတော့ပေးအောင်စထုတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဒေါ်လာ100အပြင်ကိုက ီ account ရေပေါ့နော်10%ကိုရှာထားနိုင်နေစပြီ50% profit share လေးရမယ်1500ရမယ်နော်1500 profit 1500ခန်းလို့လည်း profit share ရမယ်ကိုယ့်ရဲ့ထုတ်ထားတဲ့ပတ်စံလေးရမယ်ပြီးပြီဆိုရင်ကိုဖြည့်တဲ့ fan ဖြည့်ကပါရအောင်300ရ300ဆိုတော့မဆိုးပြန်နေပေါ့နော်အားရပေါ့အင်းအဲ့တော့ defend VPN ပေးမှာစတေဂျာဘောက်ကတော့မြန်မာနိုင်ငံကနေပြီးဖြေလို့ရတယ်ဒါပေမဲ့တခုရှိတယ် VPN လုံးဝခိုင်လို့မရအောင် VPN ခိုင်ရင်တော့သူတို့က ban တယ်။ဩ VPN ခိုင်ရင် ban တယ်နော် အပြည့်ပြည့်ဆိုလို့ရှိရင်ကျွန်တော်တို့ Stellar Light တွေပေါ့နော် Stellar Light ခုန Stellar ခု Stellar Light ကကျတော့ခုန Stellar အကောင့်နေတဲ့ဈေးသက်သာတယ်ဟုတ်ဒေါ်လာ9000ကိုဟိုလား30နဲ့မှ2ဒေါ်လာပဲပေးရတယ်ဟုတ်ပြီဘာလား9000အကောင့်သူကကျတော့ဒေါ်လာ9000ကနေစတာ9000တက်တောင်း2000ကိုင်း9000စသဖြင့်ပေါ့နော်အဲ့လိုရှိရဆိုဒေါ်လာ9000မှာ32ဒေါ်လာပဲပေးရတယ်ဒါပေမဲ့သူက daily draw down နဲ့ weekly draw down နှစ်ခုမှာ daily draw down က4% weekly draw down က8%ပေါ့နော်သူကအဲခုနကောင်ထက်တော့နည်းနည်းတော့ 3%တော့နည်းနည်းလျှော့တာ3%ဆိုတော့1%ဆိုတော့1%နဲ့လျှော့သွားမှာပေါ့နော်ဆိုတော့နည်းနည်းလေးတော့ risk ရတာနည်းနည်းတော့နည်းသွားမယ်ပေါ့နော်တိတိဆိုလို့ရှိရင်ဒါပေမဲ့တကူကသူက0တော့တက်တာတယ်ဒါပေမဲ့သူက pay out ထုတ်တဲ့အခါမှာကျတော့ခုနလိုမျိုးမဟုတ်ဘူးခုနဥစ္စာကျတော့သုံးခုဒီပုံမှာကိုယ့်အတွက်အကျိုးခံရခွင့်ရတယ်ဒီပုံမှာကျတော့မဟုတ်ဘူးဒီလိုလဲဆိုတော့ pay out တော့ထုတ်ပေးတယ်ဒါပေမဲ့ကိုယ့်ရဲ့ pay out ကပထမဦးဆုံးစထုတ်မယ်ဆိုရင် pay out only ပဲပါမှာကိုမြတ်တဲ့ဥမာဒေါ်လာ100နဲ့ဒေါ်လာ100ဘိုးပဲကိုပြောက်ထုတ်ပေးမယ် အကောင့်ဝဲတဲ့ပိုးတွေမပါဘူးပြန်လွှဲမပေးဘူးသူကဘယ်ချိန်မှလွှဲပေးလဲဆိုတော့၃ကတီတီ၃ကမြောက်ပေါ့နော်ကိုကဒီတကောင်ထဲမှာပဲဒီတကောင်ထဲကနေပြီးတော့ပဲ၃ကတီတီထုတ်နိုင်မှသာလေအကိုရဲ့ fan ဝဲတယ်လို့တော့32ဒေါ်လာဆို32ဒေါ်လာပေါ့နော်အထိုက်တင်ပေါ့နော်အဲအဲ့လိုမျိုးပြန်လွှဲပေးမှာပေါ့နော်အဲ့လိုမျိုးဟုတ်ပါပြီဟုတ်ပါပြီအော်ကျန်ကျွန်တော် 25k အကောင့်နေရောဘလောက်လောက်ဈေးလောက်လဲရှိလောက်လဲဈေးနှုန်းလေးရ 25k ကကျွန်တော်တို့129ဒေါ်လာလောက်တော့ရှိတော့တယ်129ဒေါ်လာ100ဝင်တယ်ဒေါ်လာ100ဝင်ကျင်လောက်တော့ရှိမှာပေါ့နော်အကောင့်တွေရမျိုးပေါ့လေ အဲ့တော့ကွာကဒီနောက်ဆုံးဒီ profit ထုတ်ခဲ့တော့ကောဘယ်လောက်အကောင့်နံပါတ်နေပြီးတော့ထုတ်ခဲ့ရလဲဒီပေးအောက်ကိုကျွန်တော်ကအေးရောက်ထုတ်ခဲ့တဲ့အကောင့်ကကျွန်တော်ကပထမဦးဆုံးစဖြေတာကျွန်တော်ဒေါ်လာ2000ခွဲနဲ့စရကျွန်တော်ဒေါ်လာ2000ခွဲနဲ့ဟိုကြာမှဖြေရတာအရသာရှိရထင်တာပေါ့နော်အဲ့ကျတော့ဒေါ်လာ2000ခွဲနဲ့စဖြေရဒေါ်လာ2000ခွဲနဲ့စဖြေတော့တော်တော်လေးဖြစ်တဲ့ပုံကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ပေးအောက်ကအဲမတိခင်တော့ပေါ့နော်ကျွန်တော်ကလောဘကြီးလိုက်တာလောဘကြီးလိုက်တော့ဒေါ်လာ2000ခွဲအကောင့်ကို ဖြည့်ရင်းနဲ့ဒေါ်လာတစ်ထောင်ထိပုံမှာ face on face to online face on face to ကကျွန်တော်ကဟိုအနေအောင်တာပေါ့နော် face one ကို3ရက် face 2ကို4ရက်အလုံးစုံ9ရက်ပဲကြာအောင်တော့ပါနော်အောင်သွားပြီးတော့ကျွန်တော်အဲ့မှာဒေါ်လာတစ်ထောင်မြတ်သွားပြီအဲ့ဒါကိုကျွန်တော်ကဟိုနည်းနည်းလေးရမလားဆိုပြီးထပ်လိုက်လိုက်တဲ့ချိန်မှာပေါ့နော်ပြန်ပါသွားပြီးတော့အဲ့ကောင်ထိုးလိုက်နေအောင်ဒေါ်လာ1000ကျော်တော့မထိုးနိုင်ဘူးဒါပေမဲ့ကျွန်တော်ကအဲ့မှာဒေါ်လာ3000ဖြည့်တယ်ဒေါ်လာ9000နှစ်ကောင်ဖြည့်တယ် ပြည့်ကကြတော့အဲ့မဲ့တကောင်းစီဟိုတစ်ခုချင်းစီဖြည့်တာပေါ့နော်ဒေါ်လာ1000ကနေပြီးတော့ဒေါ်လာ600လားဒေါ်လာ900ကျော်ထုတ်နိုင်တာဒေါ်လာ900ကျော်ထုတ်နိုင်နေပေါ့နော်ပြည့်ပြီဆိုလို့ရှိရင်ဒေါ်လာ9000ကနေပြီးတော့ဒေါ်လာ400တခါဒေါ်လာ300တခါထုတ်နိုင်နေတယ်ဟုတ်လားဗျာပြီးအောင်ထုတ်ခဲ့ပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါကတော့အမျိုးဇင်းလုံးလေးရှိတယ်ဒါပြီးတော့အကူအကနည်းဖြည့်ခဲ့တဲ့ဟာတွေရှင်းပြပေးတယ်ပေါ့တစ်ချက် share လုပ်ပေးတာဘလူးဟာဘလူးအားသာချက်ရှိတယ်ဘလူးဟာအားနည်းချက်ဘလူးရှိရယ်ဆိုပါလိမ့်ပေါ့ပြီးတော့ဒီမှာဟုတ်ကဲ့ ဒီ trade ပြီးပေါ့လေဒါ fan တွေ trade ပြီးဆိုရင်ဘယ်လိုစီကဲနေရှိပြီးတော့မြန်မာနိုင်ငံသားတွေအတွက်ဆိုရင်ဘယ်လိုအခက်အခဲတွေကအကြီးကြီး mark ခဲ့ဖြစ်စီတယ်မြန်မာနိုင်ငံသားတွေအတွက်ပေါ့လေဘယ်လိုဘယ်လိုအခက်အခဲတွေဘယ်လိုစီကဲနေရဟိုအနောက်ဆက်ဖြစ်စီတယ်ပေါ့ထွေရတာထွေရတာဘယ်အနောက်ဆက်ဖြစ်စီလဲဆိုတော့အဓိကတော့ကျွန်တော်တို့ VPN တွေပေါ့နော်တခါလေကြာရင်ကျွန်တော်တို့ကဟိုတချို့ trader တွေကဟိုအကောင့်ထဲမှာပေါ့နော် weekly အဲ loss ဒီတော့မကြည့်တဲ့ခါမျိုးရှိရဥမာကိုကဒီနေ့ဝင်လိုက်တယ်အဲ့ဒီကြောင်းဝင်လိုက်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် Facebook ကိုမကြည့်ကြအောင်ရှုပ်ရတာအဲမကြည့်ဟုတ်တယ်ဟုတ်တယ်အဲ့မှာကျွန်တော်တို့ website တွေကိုတွားကြည့်ရတခါလေးရရင်တချို့ website တွေဝင်လို့ရှိရင် VPN ခံပြီးမှဝင်ရတဲ့ဖုန်းတွေရှိတယ်ဒီကဝင်လို့မရအောင် website တွေကိုနော် website တွေဝင်ရတာအဲဒီလေးဖြစ်နေရလို့ရှိရအဝိုင်းလေပြောမပြီးတော့အဲ့လိုချိန်ကျ VPN နေခံဝင်ရအဲ့လိုချိန်မှာဆိုရင်တော့ VPN ကလုံးဝသုံးလို့မရအောင် VPN သုံးလိုက်လို့ရှိရင်ကျွန်တော် location ပြောင်းတာမှဖြစ်တဲ့အတွက်ကြောင့်မို့သူကအဲပြောမယ်ဆိုတခြားလူကိုပေါ့နော်ငှားပြီးထိတ်ခိုင်းနေဆိုတဲ့အထင်နဲ့သူတို့ကတော့ ဒါကော်ပီထွေးလောက်တယ်ဆိုပြီးတော့ဘန်းအောင်လို့ရှိတတ်တယ်ဆိုတော့အဲ့ကြတော့အဲ့လိုမျိုးခက်ခဲလေးရတော့ရှိတတ်တယ်တခြားကတော့ဖုန်းကတော့ဘယ်ဖုန်းနဲ့နဲ့မဲ့ဆိုတော့ထွေးလို့ရတယ်အဲ့အဲ့လိုမျိုးကတော့ကိစ္စတခြားကတော့ထွေးစုတော့မရှိဘူးပေါ့နော်မြန်မာနိုင်ငံမှာအဓိက VPN ကံမိတာမျိုးတွေတို့အဲ့လိုမျိုးခြေတွေတော့ပေါ့နော်အားလေးတော့ပဲခက်ခဲရှိပါဟုတ်လားလက်ရှိမှာမြန်မာနိုင်ငံကိုစပူပေးရဖန်ကိုပြောမယ်ဆိုတော့ဒါဘယ်ဟာကိုပြောချင်တယ်ပေါ့အခုအာကာထွေးနေတာ လက်ရှိမြန်မာနိုင်ငံမှာရရဆိုရင်တော့ကျွန်တော်တို့ final night ပဲရှိမှာပဲ final night ပဲရှိမှာဆိုတော့ကျွန်တော်အခုလက်ရှိကျွန်တော်ပြီးတာပေါ့အကောင်အကောင်ဆုံးလို့ပြောရမှာပေါ့နော်တခြားသောရှိရင်လက်ရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ final night ကပြုတ်ထိုးရလဲစိတ်ချရတယ်မြန်လဲမြန်တယ်အဲကောင်းလဲကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့တော့ပြောင်းထုတ်ပြီဆိုရင်ဘာတွေပြရတာမျိုးတွေရှိတယ်ပေါ့အဲ့လိုမျိုး step တွေရှိတာမျိုးတွေရှိလားဘဝငွေထုတ်တော့မယ်ဆိုရင်ဘာတွေတက်တေကတက်တေကနေနဲ့ဘာတွေပြရလဲဆိုကျွန်တော်တို့ပြောင်းထုတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးပေါ့နော်သူကဒီလိုမျိုး ကျွန်တော်တို့ပထမဆုံး phase 1အောင်လေဆိုလို့ရှိရင်ကျွန်တော်တို့ KYC တင်ရတယ် phase 1အောင် KYC တင်ရတယ် KYC ကကျွန်တော်တို့ရဲ့ဒီအဲမတ်ပုံနေနေပေါ့နော်ပြီးပြီဆိုရင်အဲမတ်ပုံနေဆိုတာမြန်မာနိုင်ငံမှာကားနေဖြစ်မယ်ဆိုရင်တော့မြန်မာမတ်ပုံနေတော့မရဘူးကျွန်တော် driving license တော့ရတယ် driving license နဲ့တင်လို့ရတယ် passport နဲ့တင်လို့ရတယ်ဒါနှစ်မျိုးတင်လို့ရတယ် driving license နဲ့ရတယ် passport နဲ့ရတယ်ကိုချိုက်တန်နဲ့တင်လို့ရပါတော့မြန်မာမတ်ပုံနေတော့မရဘူးဘာလို့ဆိုတော့မြန်မာမတ်ပုံနေကကျွန်တော်မြန်မာစာတွေပဲပါဖြစ်လို့ကြောင့်မို့သူတို့ဘက်ကနေပြီးတော့ကျွန်တော်တို့ ဟုတ်တယ်ခါကျတော့ဘလို့မှအဆင်မပြေဘူးเนาะအင်္ဂလိပ်စာပါရကျွန်တော်တို့ driving license တွေ common license တွေနဲ့ပဲရနိုင်တယ်ပေါ့เนาะဆိုအဲ့လိုမျိုးရှိမယ်အဲ PV အဲဟုတ်တယ် PV ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့နာမည်ပေါ့เนาะကိုကဒီ fan ကို register တင်မယ်ဆိုလို့ရှိရင်တင်ပြီဆိုကြတဲ့ကိုကကျွန်တော်တို့ website ထဲမှာကိုယ့်ရဲ့နာမည်ဒီအတိအကျမှန်အောင်ဖြည့်ဖို့လိုတယ်ဝေသကိတေမှန်အောင်ဖြည့်ဖို့လိုတယ်ကိုယ့်ရဲ့ဒီအင်္ဂလိပ်စာတွေအင်တာမတ်ဒီစသဖြင့်ပေါ့เนาะဒါတွေကဆိုကျွန်တော်တို့ဒီတိကျကျဖြည့်ထားဖို့လိုတယ်ကျွန်တော်တို့အဲ့ဒီမှာ ့အဲဒီ phase 1အောင်လို့ပေါ့နော် KYC စပြီးတင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှချက်လက်တွေထည့်ပေးဖို့လိုတယ်အကြံကူရဲ့နာမည်တွေအဆောက်အအုံပေါ့နော်ထည့်ရမယ့်ချိန်ကမှန်အမှတူမှသူတို့ဘက်ကနေပြီးတော့အပြုလုပ်ပေးရအဲအဲ့လိုမျိုးပါနော်တခြားကြီးတော့သူတို့ကသူကဒီ phase 1မှာအတားအယမရှိဘူးဒါပေမဲ့ phase 2ပြီးသွားပြီ phase 2အောင်သွားလို့သူက re account ရပြီဆိုရင်ကျွန်တော်တို့ကဒီမျက်နှာစကန်ဖတ်ရတယ်သူတို့ဘက်ကနေပြီးတော့တရက်ဆောင်ရတယ်တရက်ဆောင်ပြီးသွားလို့ရှိရင်သူတို့ကနေပြီးတော့မေးတဲ့ဟောပေါ့နော်24နာရီအတွင်းဒီဥစ္စာကို register တင်ပေးပါအဲဆိုပြီးတော့သူတို့ပို့တယ်ပို့တဲ့အခါကျတော့ရေကျွန်တော်တို့ကအဲ့ဒီမှာကိုယ့်ရဲ့မျက်နှာကိုစကန်ဖတ်စကန်ဖတ်တဲ့အခါမှာကျွန်တော်ဒီလိုနောက်ကန် background တွေอ่ะပေါ့နော်အဲဒီ color တွေနဲ့ရှုပ်ကွာနေတဲ့ဟာမျိုးတွေမှာတွားပြီးတော့မဖတ်သင့်ဘူးဘာလို့လဲဆိုအဲ့ဆိုင်ကိုယ့်ရဲ့မျက်နှာကတိတ်မမြင်ရတဲ့အခါမှာသူတို့ KYC မအောင်အဲ့လိုမျိုးခြေနေလို့ဆိုမအောင်တာမျိုးတွေဖြစ်တတ်တယ်ဒီလိုနောက်ကန် background တွေဒီလိုဖြောင်းနေပေါ့နော်ဖြူဆိုဖြူအဝါဆိုဝါဆက်ပြီးအဲ့လိုဖြောင်းနေမျိုးရှိရနေရမျိုးမှာကိုယ့်ရဲ့မျက်နှာကိုတိတိကျကျလေးရိုက်ပြီးတော့မှဒီမျက်နှာစကန်ဖတ်တာမျိုးတွေလောက်တာတော့ ပို့ပြီးတော့ဒီ KYC ဒင်းမြန်အောင်ဖို့ရအထောက်အပံ့ပြုနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဟုတ်တယ်ဘာလို့ပုံမှန်ဆိုကျွန်တော်မြန်မာမှာမြန်မာမဟုတ်ဘူးနေရဘယ်မှာမှစုမပေးပါမပေးကြပါဘူးအဓိကတော့ license ဆိုရင်တော့မှကားမောက် license ကမှရအင်္ဂလိပ်စာပါမှာအင်္ဂလိပ်စာပါတဲ့ကားမောက် license ကမှရအောင် ID ကတ်မှာမဟုတ် passport ဟိုမဟုတ်ကားမောက် license တွေမှရမှာပေါ့ဒါမှ KYC ရအောင်မို့ရမှာပေါ့လေဟုတ်တယ်အဲ့တော့ခုသိချင်တာကဘာလဲဆိုတော့အဲကျွန်တော်မြတ်မိကြတာပေါ့လေဒီ ကျွန်တော်ဆိုလည်းဒါဖြည့်တယ်အောင်တယ်သူ့လို payout ထွက်နိုင်လေးပဲရဖို့ဆိုတော့တော်တော်လေးခက်တယ်တော်တော်များများတော့ဟာ Twitter တွေဆို tweet ကြတယ်အောင်နာမဟုတ်အောင်တယ်သူ့လို I stake ကိုရဖို့ခက်တယ်ပေါ့လေ payout ထွက်တဲ့ stake ကိုရဖို့ခက်တယ်အဲ့တော့ဖြည့်နေတာကဒီလိုမျိုး payout ထွက်ပြီးတော့ financial trader တရားဖြစ်ဖို့ဆိုရင်အအခက်ခဲတော့မှာဖြစ်မယ်ရှင်ကျွန်တော်အမြင်ဆိုတော့လောဘလို့ကျွန်တော်ထင်တယ်ပေါ့လေအကွာကနေနေဘယ်လိုမျိုးတွေလို့ထောက်ချက်ရှင်တယ်ပေါ့လေအခက်ခဲဆုံးအရာ ဒီအပေါ်မှာအခက်အခဲဆုံးရာအခက်အခဲဆုံးရာဟုတ်တယ်ကျွန်တော်တို့ကထွန်းမှာလေကျွန်တော်တို့ real account လေကိုယ့်ဘာသာကိုယ် account လေဖွင့်ပြီးထွက်တိုင်းလည်းမတူတာတခုရှိရယ် तू ကตัวอุปมาเนี่ยเราโหลเจนเนี่ยประมาณนั้นทุกคู่เม็ดตัวพี่สุยตัวน้าพี่แล้วไปหยอกทุบได้แยกกูทายซ้อมมาเอ่อมะหุบเว้นเนี่ยกูอ่ะจนโหปฐมดอลลาร์2000เว้ยมาซะพี่แล้วจนผิดตัวโหเนาะจนอ่ะมาตลอดเลยตุ้ยชมย้ายไล่ตาไอ้แยกก็คือจนทําไมเอาซะโหลมวยโหเนาะดาปุ๊บเลยเลยเปล่าๆจนเทรดเดอร์เนี่ย အကုန်တူတူပါပဲဆိုတော့အဲ့မှာကျွန်တော်ဒေါ်လာ1000ကျပ်တောင်ဖြေးလိုက်တာကျွန်တော်အောင်းလာလဲခဏလေးနဲ့အောင်းသွားတယ်ဈေးကွက်လည်းအဲ့ရဲ့ပိုင်းကအရန်ကောင်းတယ်ဗောနော်ကောင်းတော့ဒေါ်လာ1900ကြီးမြတ်တာ1900နော်1000တော့မဟုတ်ဒေါ်လာ1900ကြီးမြတ်တာမြတ်တဲ့ဥစ္စာကိုကျွန်တော်ကဒေါ်လာ2000ပြည့်အောင်ဆိုပြီး100လေးလိုတာဒေါ်လာ100လေးလိုတော့ကျွန်တော်လိုက်လိုက်တာလိုက်တာလိုင်း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 ကနေတော့ဆို daily log ထိသွားရဲ့ဒီကိုဖြစ်သွားပါဗောနော်ဆိုတော့အဲ့မှာကျွန်တော်တွေ့ကြုံရလိုက်တာမြဲရင်ဆက်မလိုက်ဘူးအဲ့ဒီမြတ်နေတဲ့ပမာဏတစ်ခုကိုထုံးမရက်ကိုထိုင်ဆောင်မယ်ဆိုတဲ့ ဒီစိတ်ကလေးတွင်းပြီးတော့ပဲကျွန်တော်လုပ်လိုက်တယ်အဲရက်ကစောင်းလိုက်ရတဲ့ရက်ကဘယ်တော့မှမကြောက်ဘူးတကယ်တမ်းဆိုရင်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့ရက်ကကိုယ့်ရဲ့ပထမဆုံးပေးအောင်ထုတ်မဲ့ရက်လေးဆိုပြီးဒေါ်လာ2000လေးနဲ့အဲစာတီဖိကေလေးမှာပါပါရှင်နဲ့စိတ်နဲ့ပေါ့နော်ထိုက်လိုက်တဲ့ခါမှာလွယ်လွယ်မမဖြစ်သွားပြီပေါ့နော်အဓိကတော့ကျွန်တော်တို့ emotion ပဲကိုကလောဘမကြီးပဲနဲ့ပေါ့နော်ဒီစိတ်ကိုထိန်းနိုင်မှသာလေကျွန်တော်တို့ fan နေလို့ဒီကိုယ့်ဘာသာကို real account ထိတာပဲ fan ပြပဲအဲ့ဒါကြီးကရမှာ အဓိကတော့ကျွန်တော်တို့ကပုံမြင်တာလေပမာဏတစ်ခုကိုထုံးမရက်ကိုထိုင်ဆောင်နိုင်မှသာလေကျွန်တော်တို့ fan တွေကလည်း profit ရဖို့တည်ကြမှာဒါကြောင့်မို့တချို့ fan နဲ့ trader တွေက account တစ်ကောင်ကိုဖြည့်တယ် account တစ်ကောင်ကိုဖြည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ profit တစ်ခုရအောင်လုပ်လိုက်တယ်ဗောနော် profit တစ်ခုရသွားပြီဆိုတော့အဲ့ဒီ account ကိုဆက်မထွက်သေးဘူးနောက်တော့တစ်ကောင်ထပ်ဖြည့်တယ်နောက်တစ်ကောင်ထပ်ပြဒီကောင်လုံးဝမထွက်ဘူးနော်တူတူပြိုင်မထွက်ဘူးဂျမ်ထွက်မယ်နဲ့ဒီတကောင်ခဏနားထားပြီးတော့ထုံးမရထိုင်ဆောင်ပြနောက်တစ်ကောင်ထပ်ထည့်ဒီလိုမျိုးလေးလုံးကြရပါတော့ဆိုတော့ဘာလို့ဆိုတော့ကိုကဒီတကောင်ရို့ပဲ ဖြည့်တယ်အောင်သွားတယ် profit ရတယ်အဲ profit ရတော့ဘာလို့ profit တွေကိုကျွန်တော်ထုတ်ရမယ့်ရမရောမရှင်းထိုင်ထွက်နေမယ်ဆိုရင်တော့ကိုယ့်ရဲ့ account ထဲကဥစ္စာပြန်ပြန်ပါတော့တာမျိုးဖြစ်ပြီးတော့အဲဒီပြောက်ကဘယ်တော့မှမလုပ်ရဘူးလေအင်တာနက်ရနေမှာပေါ့ပေါ့တန်ရလေနေမှာဟုတ်တယ်ဟုတ်တယ်အဲ့လိုပုံစံမျိုးဖြစ်နေမှာဟုတ်အဲ့ပေါ့အဲ့ဟုတ်ပြီအဲ့ဒါတော်တော်လေးကိုတော်တော်လေးပြည့်စုံနေပေါ့လေတော်တော်လေးပြည့်စုံနေဖြစ်ဖြစ်လေကျွန်တော်တို့ထပ်မေးချင်တာကပေါ့ဒီကျွန်တော်တို့ဒီ fan တွေဖြည့်ရဆွေးနေမှာထားကျွန်တော် trade ပြီဆိုရင်ကျွန်တော်အားလုံးကကြောင်းနေကြတာ strategy တွေမတူဘူး system တွေမတူဘူးတည်ရခြင်းတော့မတူဘူးပေါ့လေဆိုတော့ ာကွာကနေနဲ့ဒီ trading fan account တွေကိုဖြည့်မယ်ဆိုရင်ဘယ်လို trading skill set တွေချိတဲ့နည်းလို့တော့ထင်နေပါလေ။ဟိုတယောက်နဲ့တော့မတူဘူးဆိုတာမှန်နေသို့တော့အခြေခံဒီအောင်ဖို့ဒီလိုမျိုးဒီ trader တယောက်ဖြစ်ဖို့ fan trader တယောက်ဖြစ်ဖို့ဘယ်လို trading skill set တွေရှိတဲ့နည်းလို့ပြောချင်တယ်။ဒီကတော့ကျွန်တော်တို့ fan trader ကောင်မှာ trading style တွေရှိရပါတော့။ဟုတ်ပါပါ။ကျွန်တော်တို့ဘယ်လိုမျိုး trading style ရှိလဲဆိုတော့ကျွန်တော်ကကြတော့ ျွန်တော်ကတော့ဖူးမကြီးထွေးတဲ့ trading style နဲ့ fan ကိုဖြီးတာအဲ့တော့ကျွန်တော်တို့ကျွန်တော်ဘာ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 ဖြီးတဲ့နီးနဲ့ live ဖြီးရှင်လဲ live ဖြီးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းတဲ့နီလန်းတွေလည်းရှိတယ်အချို့ကကျတော့ကျွန်တော်တို့အဲဒီ phase 1 phase 2နဲ့ဆင်းဖြီးရတဲ့အချိန်မှာ phase 1ကိုတစ်ပတ်လောက်ထိကိုအချိန်ယူပြီးတော့ဖြီးရှင်တဲ့သူတွေလည်းရှိတယ်အဲ့တချို့ကလည်းနှစ်ပတ်လောက်ထိယူရတယ်ဒါပေမဲ့တချို့ကတခြားကတခုက phase 1ကိုတစ်ပတ်လောက်ထိချိန်ယူရတဲ့သူလည်းပဲရှိတယ်ပေါ့နော်များသောအားဖြင့်ပေါ့နော်တစ်ပတ်လောက်ချိန်ယူပြီးဖြီးတယ်။ phase 2လည်းနောက်တဲ့တစ်ပတ်ထဲမှာရအောင်ဖြီးကြတယ်ဆိုတော့အဲ့မှာကျွန်တော်တို့က ျွန်တော်ကတော့ဘလို့တွက်လဲပေါ့နော်ကျွန်တော်ယူဆတဲ့ကျွန်တော်ရဲ့အမြင်ကကျတော့ကျွန်တော်ကဒီဈေးကွက်ကကျွန်တော်တို့တပတ်မှာပေါ့နော်ဒီဒီတပတ်လုံးကောင်းရင်လည်းကောင်းမယ်ဒါမှမဟုတ်ဒီတပတ်ထဲမှာ၃လရက်လောက်ကမကောင်းတဲ့ဈေးကွက်မကောင်းတဲ့ချိန်မျိုးတွေလည်းရှိတယ်ကျွန်တော်တို့အများနဲ့ဈေးကွက်ကောင်းလာမှုတော့ကြောင့်မို့ကိုကဒီတပတ်တွင်းမှာ phase 1အောင်လိုက်တယ်နောက်တစ်ပတ်ကျမှဈေးကွက်မကောင်းဘူးဆို phase 2မှာအကောင့်လေးပြုတ်သွားတာမျိုးတွေလည်းရှိတတ်တယ်ဆိုတော့ကျွန်တော်ကကျတော့ဘလို့လုံးလဲဆိုတော့ကျွန်တော်ဈေးကွက်ကိုတစ်ချောင်းကောင်းတဲ့ပေါ့နော်ဖူးမကြီးထွက်တယ်ကျွန်တော်ဒါမဲ့ daily လောက်ကဥမာဆိုပါဆိုကျွန်တော်ဒေါ်လာ9000နဲ့ရှင်းပြပေးမယ် ေါ်လာ9000တန်မှာကျွန်တော်တို့ daily loss ကဒေါ်လာ200ဆိုလို့ရှိရင်อืมဟုတ်ပြီကျွန်တော်က risk ကို190တော့ရှူလို့ရတယ် risk ဖြူပြီးတော့ကျွန်တော် TPO 400ရမယ်ပမာဏတစ်ခုထားပြီးတော့ကျွန်တော်က entry win တယ်ဆိုတော့အမှဝင်တဲ့အခါမှာတောင်းတောက်က system ရင်းတော့မတူဒါပေမဲ့ fan ဖြည့်တဲ့အခါမှာကျွန်တော်တို့မြန်မြန်အောင်ဖို့နဲ့ကိုယ့်ရဲ့ဒီ fan အားတွေပတ်စံနေထုံနိုင်ဖို့ဆိုရင်ကျွန်တော်တစ်ခုအကြံပေးချင်တာကကိုယ့်ရဲ့ဒီ trading ဒီ system ကပေါ့နော် အနည်းဆုံး80% win rate ရှိဖို့လိုတယ်80% win rate ဆိုကျွန်တော်ပိတ်တိုင်းမျက်နေတာမျိုးပြောတာမဟုတ်ဘူးကိုကဝင်မယ်ဆိုလို့ရှိရင်ကိုဝင်မဲ့ entry ကဒီနေရာကနေဥပမာဆိုလို့ဒီဈေးထဲမှာဝင်မယ်ဆိုတေချာပေါက်ရှိတဲ့တည်းနဲ့80%တတိတိကိုမျက်နှာရှိရှိတဲ့အဲကိုရဲ့ဒီ system ဖြစ်ဖို့တော့လိုအပ်တယ်အဲကျွန်တော်တို့ကတေချာမှကိုရဲ့ဒီဘယ်လိုဖော်မလဲ loss sign နဲ့ပေါ့နော်ဒီ risk ကိုယူပြီးတော့ကျောင်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ဈေးကွက်ထဲမှာကျွန်တော်တို့ကမတေချာဘဲနဲ့ဝင်လိုက်လို့ရှိရင်ဆိုးရှုံးမှုတွေဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ကိုကတေချာတဲ့ဆက်ရက်တွေတစ်ခုခုပိုင်ဖို့တော့လိုတယ်ပေါ့နော်မပိုင်မဲနဲ့ကျွန်တော်ဥမာဒီနေရာမှာဒါဒီလိုဒီလိုဖြစ်လို့ဝင်လိုက်တယ်ဆိုတာမျိုးတော့လုံးဝမရဘူးပေါ့နော်တေချာပြီဒီနေရာကနေဝင်တေချာပေါ့ဒီလောက်ထိဈေးကရောက်နိုင်တယ်ပြီးပြီဆိုရင်ကျွန်တော်တို့မြန်မဲ့ပမာဏကလည်းတေချာပေါ့ဒီတစင်နဲ့နဲ့ phase 1အောင်ရမယ်ဆိုရင်ဒီပုံစံမျိုးဖြစ်ဖို့လိုတယ်ဆိုတာမျိုးလေးရှိအောင်ကျွန်တော်ဒီအခုနောက်ကြမှာလိုချင်တဲ့သူတွေရှိရဆိုကျွန်တော်ပြပေးလို့ရတယ်ကျွန်တော်စက်ခွေရောက်ရတာလေးရှိရကျွန်တော်ဝင်တဲ့ entry time ကိုကျွန်တော် phase 1ကိုဘလို့အောင်သွားတယ် ်ဆိုတာငူရီရစာပေါ့နော်အန်ဖီဝင်ထားတာတွေကိုကျွန်တော်ဆက်ခွင့်ကြရိုက်တာတွေရှိရဲနောက်ကြည့်ရင်လည်းသူရှိလဲကျွန်တော်ပြပြလို့ရတာပေါ့နော်ဒါဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုဖန်တီရဲ့ကောင်ကတခုခုထောက်ကူပြနေတဲ့ຢာလေးဖြစ်ဖို့တော့ပြောလဲနေပေါ့နော်အဲ့ဒီဆိုဟုတ်ကဲ့တော်လေးပြေးဆုံးပဲပေါ့နော်အဲ့တော့အဲချို့မိထားတဲ့လူငယ်တွေတော့ရှိရပေါ့နော်ချို့ fan တွေမှာလို့လေယာဉ်ဝင်လို့မရဘူးပြောရမျိုးကြားဘူးလေချို့ကြတော့လေအဲ news twitter ကိုလက်ခံထားလို့မိထားရလို့ရှိရအဲ့တော့ဘယ်လိုလဲပြောချင်တယ်အဲ news twitter ကို အဲ့ဘယ်လိုမျိုးပြောချင်လဲ new trader final league ကသတင်းနဲ့ထွက်လို့တော့ရတယ်ဒါပေမဲ့ကျွန်တော်သတင်းကမထွက်တာကောင်းတယ်သူကဘယ်လိုမျိုးလဲဆိုတော့သတင်းနဲ့ပိတ်ခင်ပေးထားပေမဲ့မပေးရနဲ့ပေးတော့သူကနှစ်ခုမှပေါ့နော်ဟိုအမြင်ရှုပ်အောင်လောက်ထားတာမျိုးတွေရှိတယ်သူကကျွန်တော်တို့အကောင့်ဝယ်လို့မယ်ဆိုရင်သူက new trading လောင်းဆိုပြီးရေးထားတယ်သတင်းနဲ့ထွက်ခွင့်ပြုထားတယ်ဒါပေမဲ့ကျွန်တော်တို့ကသူရေးထားတဲ့စာရဲ့ဒီ detail ကိုကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်လည်းကြုံဘူးတယ်ပေါ့နော်သူကသတင်းနဲ့ထွက်ခွင့်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့သတင်းမထွက်ခင်မှာကို entry ဝင်ထားလိုက်တယ်ဆိုလို့ပါဆိုပေါ့နော် ်တရင်မထွက်ခင်5မိနစ်မှာပိတ်လို့မရဘူးတရင်ထွက်ပြီး5မိနစ်မှာပိတ်လို့မရဘူးအဲ့အဲ့အဲ့ rule လေးတော့ရှိတယ်သူကကိုကအဲ့ဒီတရင်မထွက်ခင်5မိနစ်မှာပိတ်မိတာပဲဖြစ်ဖြစ်တရင်ထွက်ပြီး5မိနစ်မှာပိတ်မိတာပဲဖြစ်ဖြစ်ဆိုရင်ကိုမြက်ထားတဲ့အမြက်ရဲ့60ရာခိုင်နှုန်းကသူတို့ယူသွားမှာကိုကဒေါ်လာ100မြက်ရဲ့ဒေါ်လာ60လောက်ကသူတို့ယူသွားမှာကိုကဒေါ်လာ40ပဲရမှာအဲ့လိုမျိုးသရိုက်လုပ်တယ်ဆိုရင်အကောင့်ကြီးကိုပိတ်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိရပါတော့ဆိုတော့တရင်ကချွေတယ်မဟုတ်ဘူးဗျာကျွန်တော်က လေးလာကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ရွှေသတင်းထွက်မှမဟုတ်ဘူး။သူကတခြားသော currency ပဲသတင်းထွက်တဲ့ချိန်မှာပါသူကဝင်လို့မရဘူး။အဲ့ဒါပဲမှသွားကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ foreign factory မှာပေါ့နော်။သွားကြည့်လို့ရတယ်။အဲ့မှာသတင်းတွေအများကြီးရှိတယ်။အဲ့အဲ့ဒီအချိန်လေးပေါ့နော်။တစ်ချက်ကြည့်ပြီးတော့တက်နိုင်တယ်များရှောင်အောင်ပါပေါ့နော်။ဘယ်သတင်းမှန်းနေနေသူကဝင်ဝင်ပေးမထားဘူး။အဲ့လိုမျိုးဘောနော်အပေးရ package ပေါ်ကွာမှာမဟုတ်သူရဲ့ package ကဒီဟာအလောင်းလို့လားအလောင်းမလို့ဘူးလားပြီးလို့ရှင်အလောင်းလို့လို့ရှင်လည်းဘေးရှင်ရတယ်ဘေးရှင်မှာဘာလို့ရှိရဲဆိုတာလေးကိုသူကတခြားတော့ရေးပေးထားမှာမဟုတ်လို့ ပိန်ရင်တော့ကျွန်တော်တို့တရင်ထွက်ပြီးမှ9မိနစ်ကျော်မှပိန်ရင်တော့အဲရတယ်ပုံမြတ်တာတဲ့အမြဲကအဲ့လိုပါဆိုင်ရတယ်ဘောနော်တရင်ချိန်တွေလည်းထွေးလို့ရတယ်ဥပမာကျွန်တော်တို့ CPI တွေထွေးတယ်ဘောနော်တချို့ CPI နဲ့အောင်ရင်လည်းလို့ရှိတယ်ဒါမှမဟုတ်တခုရှိတာ TP ထားလို့လည်းမရဘူး TP ထိပ်ပြီးတော့တရင်မထွက်ထွက်ပြီး9မိနစ်မှပိတ်သွားရဆိုလေကျွန်တော်တို့ကတို့ကဓာကြီးကလက်မခံဘူးဘောနော်အဲ့လိုမျိုးရှိတယ်ဟုတ်တယ်ဘောဆိုတော့ဟိုလေကျွန်တော်ဒါဆိုရင်ကွာကပြောဟာတော့လေးစုံတယ်ကျွန်တော်တို့ဒီချိုးကချိုးကထင်တာကြတာဘယ်လိုမျိုးထင်လဲဆိုတော့ဒီထားပါတော့ကျွန်တော် trade ပြီးဆိုရင်အထူးသဖြင့် fan account တွေ trade ပြီးဆိုရင် ကျန်ဟို risk reward ပေါ့အရန်သုံးရတဲ့လူတွေရှိရပါတော့ပြောနေတာဗျာဟိုအခုနောက်မှကျွန်တော် SMC သုံးတဲ့ခါမှာ risk reward အချို့တွေအရန်အများကြီးယူလာလို့ရှိတယ်တကယ်တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ပေါ့လေ system ကအရန်ကြီးကိုယ်ပိုင် strategy ဖြစ်နေရပြီလို့ကျွန်တော်အမြင်တာပဲပေါ့လေအသူများဒါသုံးလို့ကိုယ်လည်းဒါသွားမယ်ထားပါတော့ကိုယ်ကားဆိုရင်ဒါကိုယ်ကား style ဆိုရင်ဒါဘယ်လိုပြောမလဲအရန်ကိုဒီ quest style နဲ့ကိုပဲ trade တယ်တို့တော့ချို့ကြတော့အရန်ကိုစီကန်းအရန်ကြီးပြီးတော့တဲ့မှာအရန်ကိုလေချိန်ရန်ဆွဲပြီးတော့ လောက်တာမျိုးတွေရှိရောဒါတော့ဟုတ်တယ်ဟုတ်တယ်မတူကြဘူးတော့ကျွန်တော်ကတော့မြင်တယ်ပေါ့လေအာမတူကြဘူးအဓိက target ကြီးကျွန်တော်အောင်ဖို့နဲ့ payout ထုတ်ဖို့ပဲပေါ့လေအဲ့လိုမျိုးတွေတော့ရှိတယ်ဟုတ်တယ်အဓိကကတော့ကျွန်တော်အဲ့လိုပါပဲဟုတ်ပါတယ်ဟုတ်တယ်နော်အာတချို့ကထင်တာအထင်မှားကြတာပေါ့လေဟာ risk and reward ကဘယ်လိုဘယ်လိုရှိတာမျိုးဒီတွေးပြီး site ကိုဝင်နေကြတဲ့လူတွေအဓိကအဲ့လိုမျိုးတွေကြောင်းလေပြောချင်တာပေါ့လေအဲ့ဒါနဲ့အာဒါဆိုတော့တော်တော်လေးကိုတော့စုံသွားပြီပေါ့လေစုံသွားပြီဆိုတော့ကိုကကနေအခုမှစပြီးတော့ fan ်ရှိမဲ့သူတွေကိုပေါ့လေအာဘယ်လိုမျိုးလေးဖိရှက်ပြီးပြောနေတာမျိုးရှိလေပေါ့ကိုကလည်းပြောမှမရှိသေးရပေါ့လေကိုကအနေနဲ့ကြာတော့အာဘယ်လိုမျိုး service တွေပေးနိုင်ရမှာမျိုးရှိဥပမာကိုကစာမတင်ဘူးပေါ့လေစာမတင်ဘူးဆိုတော့ကျွန်တော်ကြားထားတယ်အဲ့တော့ကိုကအနေနဲ့ဒီ fan trade တဲ့လူမျိုးဘယ်လိုမျိုးအာဘယ်လိုပြောပြမလဲ discussion လုပ်ပြီးလို့ရနိုင်မလဲဆိုတာရေအာဖိရှက်ပြောချင်တာလေးကိုအာနောက်ဆုံးအနေနဲ့ဖြီးပြီးတော့ပေါ့ဖိရှက်ပြောချင်တာလေးအဲဖိရှက်ပြောချင်တာက ဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ဘောတော့ဒီ trade တဲ့အခါမှာဒီကိုဘောကဘောတော့အဓိကတော့ကျွန်တော်တို့ fan အောင်ဖို့ပဲကျွန်တော်ဦးစားပေးမယ်လူတိုင်းကတော့ကျွန်တော်တို့ fan ဖြစ်ပြီဆိုတော့အောင်ကျင်လို့ဖြေချရသူတွေပေးရောက်ထုတ်ချင်လို့ဖြေချရသူတွေရှိရပေါ့နော်အဓိကတော့ကျွန်တော်အကြံပေးချင်တာကတော့ fan ဖြေတော့မယ်ဆိုလို့ရှိရင်ကို့မှာ air system နဲ့နေကျွန်တော် support system ပဲဖြစ်စီပေါ့နော်ဘာပဲဖြစ်စီဘာဘာနီးပလန်လည်းဖြစ်စီ support system နဲ့ထွက်တဲ့သူပဲဖြစ်စီကိုက support system ထွက်တယ်ဆိုရင်တော့မှကို့ရဲ့ target တဲကိုဝင်လာတဲ့အချိန်မျိုးတွေကိုစောင့်ပြီးတော့ ဝင်တဲ့နဲ့ပြပြဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးချိန်တွေတို့ဝင်မှသာလေကိုကဒီ fan ကိုမြန်မြန်ဆန်ဆန်အောင်းနိုင်မယ်ပေါ့နော်ပြပြဆိုရင် payout ထုတ်မယ်ဆိုလို့ရှိရင်လည်းအတူတူပဲကိုက profit တစ်ခုရထားပြီဆိုရင်အဲ့ profit နဲ့နားလိုက်ပေါ့နော်ကိုကဥပမာဒေါ်လာ100ဖြစ်စီ200ဖြစ်စီ profit တစ်ခုခုရထားပြီဆိုရင်အဲ့ profit လေးကိုနားပြီးတော့ထုတ်မယ့်ရထိုင်ဆောင်ထောင်ချောင်းပြီးသွားပြီဆိုတော့မှကျွန်တော်တို့ပြန်ဖြေပေါ့နော်အဲဒီလိုမျိုးလေးတော့လုပ်ရင်တော့ပိုကောင်းတယ်အင်းဟုတ်အဲ့တော့ဒီရ champion နဲ့တကယ်လို့အဲနီလန်းနေပဲဖြစ်ဖြစ်ပေါ့နော်ခုနကျွန်တော်အရှိမပြောခဲ့လို့ပေါ့နော်ကိုကဒီ fan နဲ့ပတ်သက်ပြီးတော့ အဲဒီအတွေ့အကြုံမရှိသေးလို့ဒီဖန်ဖြေတဲ့ပုံစံလေးတွေအောင်သွားတဲ့ဥစ္စာလေးတွေကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာပုံလေးတွေရှိတယ်အဲအမှကျွန်တော်လာမေးပြီးတော့လည်းကြည့်လို့ရတယ်ကိုကကောက်ကိုလာမေးထားရင်လည်းကိုကျွန်တော်ကိုကကောက်ကိုပို့ထားပြီးတော့ဗောနော်အဲသူတို့ပြပြီးလို့လည်းရတယ်ဘာပဲဖြစ်ဖြစ်အဓိကကတော့ပြပြတဲ့အကြောင်းရင်းကတော့ဒီကိုကမော်တီလေးလည်းရတယ်နောက်တစ်ခုကကျွန်တော်ဝင်လိုက်တဲ့ ဒီဖူးမှာစီကျွန်တော်ဘယ်လိုဝင်လိုက်လဲဘယ်လိုမျိုးပုံစံမျိုးနဲ့ထွက်လဲဆိုတဲ့သဘောတရားလေးတွေကိုလည်းညင်သွားတော့ပေါ့နော်အဓိကတော့အဲကျွန်တော်ကိုက fan ဖြစ်တော့မယ်ဆိုတာ knowledge တစ်ခုခုရရသွားနိုင်တယ်ပေါ့နော်အားပါပါပေါ့နော်โอเคပေါ့ဒါကြောင့်ဒီဗီဒီယိုပြီးမှလဲကိုကရဲ့ပြီးရောအဆောက်အအုံမှာပါကိုကရဲ့ဒီ Telegram ဒီဟိုပါပေါ့ account လေးကိုကျွန်တော်တစ်ချက်ပြပြပို့သွားမယ်အဲ့တော့ဒီတိကျနာရေးရှိလို့ရှင်ကိုကစီမှာ live သွားပြီးတော့ mail လို့ရတယ်ပေါ့ဒီ dial mail လို့ရတယ်အဲဒါတော့တော်တော်လေးကိုပြပြဆုံးမှာပါပြီပေါ့ဆိုတော့အာကိုကရဲ့တကယ်ကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်ဒါနောက်လူလူရှင်ပြပြပါအောင်ပေါ့နော်ဆိုတော့ อ่ะคิดถึงมาเลยโกคิดถึงมาเลยโอเคครับโอเคครับอ่ะโฟนนี่ชาร์จเลยโอเคครับ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 สรุปอะคูก็เราเจอเราดีกูอ่ะก็สีมาเราดีตั้วพี่รอเราดีไฟนอลเนี่ยปะทะพี่รอซุยนี่ดูยาได้ตัวเราพี่ปุ้ยเองเลยบอกมาเราว่าซ่าไม่ตีนกูก็เลยซ่าไม่ตีนตีนนั้นนี่ดิ မဖင်ဘူးဆိုတော့နည်းနည်းတော့ပြောရခက်တယ်ဆိုတော့တိကျနာလေးတော့အခမဲ့ screen လို့ရမလားဆိုတော့တွတ်ပြီးတော့မေးလို့ရတယ်ဒါမှမဟုတ်လေကိုကဒီ final account ကြီးဖြေတာမျိုးမဟုတ်ဘူးကိုကဒီ live account ကြီး print တာ print တဲ့ခါမှာကိုယုံကြည်ရသူတယောက်အနေနဲ့ဒါ supporting page ကြီးနဲ့ partner လက်တွဲခြင်းနဲ့ပေါ့လေကိုယ် live account ကြီး fan account မဟုတ်ဘူးနော်ကိုယ် live account ကြီးကိုလက်တွဲချင်တယ်ကိုကဒီဒီကိုကဒီကိုက important trading channel ကကိုကနဲ့လက်တွဲချင်တယ်ဆိုရင်လည်းသူ့ရဲ့ဒီ telegram account မှာ direct သွားပြီးတော့ ဆက်သွယ်လို့ရရဲဆိုတဲ့အကြောင်းကိုကျွန်တော်ကပြပပေးလာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကအားလုံးအတွက်အာဒီ fan trading ကို fan account တွေကို Twitch နဲ့လူငယ်တွေရောလူကြီးတွေရောအတွက်အတော်လေးစင်ပြီးမြဲအာဗီဒီယိုဖြစ်နေမယ်လို့မျှော်လင့်ပါတယ်ဆိုတော့အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ကြည့်ပါမယ်ကျေးဇူးတင်ပါတယ်